တော်ရဲမှာတစ်ပင့်နေမီးရှို့နေတဲ့သူကိုဘာကြောင့်မီးရှို့နေရလဲဆိုပြီးတွေးပြီးတော့စဉ်းစားကြည့်ဘူးပါလားတခါလေအင်တာနက်ပေါ်မှာမတော်တဆရှို့တာမဟုတ်ပဲနဲ့တမင်တကာတော်မီရှို့တဲ့ဗီဒီယိုတွေကိုမြင်မှုကြပါလိမ့်မယ်ထူးထူးခြားခြားလို့ထင်ရပေမဲ့တကယ်တော့ဒီနီးကအသုံးဝင်ပါတယ်ဒီနီးကို control band လို့ခေါ်ပြီးတော့ရာစုနှစ်များစွာကြာအသုံးပြုလာတဲ့နီလန်တစ်ခုဖြစ်ပါတယ်အဓိကယူရချက်ကတော့တဘာဝပတ်ဝန်းကျင်ကိုတိုးတက်အောင်ပြုပြင်ပေးတာတွေ လော်လယ်ခုံမရတဲ့တစ်ပင်ပင်စိမ်းတွေကိုဖယ်ရှားတာတွေမထိန်နိုင်မသိမ်းနိုင်ဖြစ်ပေါ်နိုင်တဲ့အန်ဒီယရှိတဲ့တောမီဒီယာနေကာကွယ်နိုင်မှုပဲဖြစ်ပါတယ်။ control band လောက်တာတဘာဝပတ်ဝန်းကျင်ပေါ်ကိုတက်ရောက်မှုတွေအများကြီးရှိစီပါတယ်။အဲ့ဒါကတော့တစ်ရွက်တွေတစ်သားချောက်တွေကိုဖယ်ရှားပေးပါတယ်။ဒါကြောင့်မို့ပဲမထိန်နိုင်မသိမ်းနိုင်ဖြစ်နေတဲ့တောမီကြီးတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။စိုက်ပျိုးစိုက်ခင်းတွေကိုပြန်အသစ်စိုက်နိုင်ပါတယ်။မူလပုံစံတောအုပ်ကိုပြန်လည်ရရှိအောင်လည်းကူညီနိုင်ပါသေးတယ်။တောင်တန်းတောနယ်တွေကနေထွက်တဲ့အပင်တွေအတွက်အလင်းရောက်ဝင်နိုင်တဲ့နေရာတွေကိုဖန်တီးပေးပါတယ်။ အပင်နစ်တွေကြီးထွားလာဖို့အတွက်ကိုကောင်းမွန်ပါတယ်။ပုံမွားနဲ့ယောဂပြန့်နှံ့မှုကိုရှင်းချပေးနိုင်ပါတယ်။တက်တော့နဲ့တရိတ်ဆန်ပေါ့ပေါ်မှာတက်ရောက်နေတဲ့ကျန်းမာရေးပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။